ဒီကနေ့နိုဘာ16ရက်ညပိုင်းထူးသတင်းစီစဉ်နေတဲ့ BGS စစ်ကောင်ရှင်တပ်ဖွဲ့ဖွဲ့တွေရွေးကောက်ကြားပြတ်မျိုးတွေအတွင်းဝင်ရောက်ရှင်းလင်းခဲ့စဉ်မြန်မာနိုင်ငံသား346ယောက်ကျော်ဖမ်းဆီးခံရတဲ့တတိကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကိုစောပါကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရှိခုခုကြားဖြတ်မြို့စဉ်အတွင်ကို BGF တရားကောင်းဆောင်နိုင်မော်စာဦးဆောင်တဲ့စစ်ကောင်စီတပ်ပူးအောင်ဖွဲ့ဟာငွေကြေးလိမ်လည်မှုလုပ်ငန်းတွေရှိရသောဒီကနေ့နိုဘာ18ရက်မနက်ပိုင်း10:00နာရီမှာဝေယောင်စင်းနေကန်စဉ် မြန်မာအပောင်ဝေတရုတ်နိုင်ငံသား346ဦးကျော်ကိုဖမ်းဆီးထားခဲ့တယ်လို့ထိုင်းသတင်းမီဒီယာဖြစ်တဲ့ The Reporter မှာဖော်ပြပါဗျာ။အွန်လိုင်းငွေကြေးလိလမှုလုပ်ငန်းတွေရဲ့လုံဆောင်ဖြစ်အသုံးပြုနေတဲ့အဆောက်အုံတွေကို BGN နဲ့စစ်ကောင်စီပူးအောင်ဖက်ကဝေရောက်ချိန်တိုက်ခိုင်းလိုက်ခွဲထားပြီးအခန့်တကန့်စီကစက်ကရီယာ30မှ50လောက်ပါဝင်တဲ့ကွန်ပျူတာတွေစပွဲတွေကိုတွေ့ရှိခဲ့ကသူတို့ဝေရောက်ချိန်မှာအခန်းထဲမှာရှိတဲ့တရုတ်နိုင်ငံလုပ်သမားအများဆုံးဟာထိုင်းကုန်အောက်စပွဲအောက်တွေမှာဝုတ်ပြီးပုတ်ခုန်နေတာတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဒါပြင်အခန်းတွေမှာ ကွန်ပျူတာပစ္စည်းယာကြီးလက်ရှိကြိုးတွေနဲ့အခြားလက်ထုံးတဲ့ကရိယာတွေကိုပါရှာဖြေတွေ့ရှိခဲ့တယ်လို့ The Reporter ကဆိုပါတယ်။အခု2025နှစ်ကုန်ပိုင်းအတွင်း online ငွေကြေးကြားဖြတ်လုပ်ငန်းတွေကိုအလုံးဝဆုံးတိုင်တားဆီးဖို့နိုင်ငံတော်အဆင့်သတ်မှတ်ကစစ်ကောင်စီရဲ့လက်ညှိုးချက်ဖြင့်စစ်စင်ရေးတစ်ခုအဖြစ်နောက်ဆုံးတစ်ချိန်တင်းနေချက်ချက်ဆောင်ရွက်နေတာဖြစ်ကြောင်းနေကြဆောက်တဲ့ BGF နိုင်မော်ဆောင်ကဒီကနေ့နိုဝင်ဘာ17ရက်ညနေ၄နာရီမှာထိုင်းသတင်းမီဒီယာတွေကိုပြောပါရယ်။ဒါပေမဲ့နေကြဆောက်တဲ့ BGF ပူအောင်ဖွဲ့တွေဝင်ရောက်ဆင်းနေမှုပြုလုပ်ခင် ငွေလေလုပ်ငန်းကုမ္ပဏီပိုင်ရှင်တရုတ်နိုင်ငံသားတွေနဲ့လုံသောခေါင်းဆောင်တွေကို BGF ဖွဲ့ကနိုဝင်ဘာ18ရက်ည10:00နာရီကနေဒီကနေ့မနက်စောပိုင်းအချိန်မှာကြိုတင်ကယ်ထုတ်ပေးခဲ့တာရှိခဲ့တယ်လို့နေဆက်သတင်းကြီးမင်းတွေကလူလူမြန်မာကိုပြောဆိုထားပါတယ်။